မင်္ဂလာပါရှင်။ဗမာခိတိတရင်ဌာနဤထိတ်တန်းတရင်များကိုတင်ဆက်ပေးပါရမရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ NUG ကဝင်ကြီးဌာနချုပ်ကိုဦးစီးဌာနအဖြစ်ပြောင်းလဲညီဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG သည်၎င်းလောက်ရှိဝင်ကြီးဌာနချုပ်ကိုဦးစီးဌာနအဖြစ်ပြောင်းလဲရန်အဖွဲ့တွင်ဆွေးနွေးညှိနှိုင်းမှုများရှိနေကြောင်း NUG နဲ့နှိစက်သည့်တရင်ဌာနများထံမှသိရပါတယ်။လရှိအမျိုးသားညီညွတ်ရေးအစိုးရ NUG တွင်ဝင်ကြီးဌာန18ခုရှိပြီး ဝင်ကြီး16ဦးနဲ့ဒုဝင်ကြီး18ဦးတို့တာဝန်ထမ်းဆောင်နေကြပါတယ်။ဤသည့်ဝင်ကြီးဌာနများအားဦးစီးဌာနအဖြစ်ပြောင်းလဲရန်ရှိနေသည်ကိုမူလောလောဆယ်တွင်မသိရှိရသေးသလိုသတင်းဌာနဤစုံစမ်းမှုများအရဆွေးနွေးကြည့်နိုင်နေကြသေးသည်ဟုသာဖြေကြားထားကြပါတယ်။ဝင်ကြီးဌာနဘလောက်ပဲကြံမလဲမသိသေးဘူး။တေချာတော့အတိမပြုရသေးဘူး။ကူးမညှိနှိုင်းဆွေးနွေးနေကြတော့မယ်ဟုသတင်းရင်းမြစ်တအူကပြောပါတယ်။လက်ရှိတွင် NUGE ပြုပြင်ပြောင်းလဲရေးကော်မတီသည်ဝင်ကြီးဌာနချုပ်ကိုဦးစီးဌာနအဖြစ်ပြောင်းလဲလိုက်ခြင်းနှင့်ပတ်သက်ပြီးဖြီတော်စုလွတ်တော်ကုစားပြုကော်မတီ CRPH တံကို စာတင်ပြထားသည်ဟုနောက်ထပ်သတင်းရှင်းပြတဲ့ဦးကလည်းအတည်ပြုပါရယ်အခုတော်တော်များများပြန့်နေပါပြီဝင်ကြီးဌာနပြောင်းတဲ့လေစရင်တွေကလူထုသာမသိသေးတာပါ CRPH ကကနအူးထုတ်ပြန်ဖို့များတယ်ဟုသတင်းရှင်းပြကပြောပါရယ် NUG အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရဝင်ကြီးနော်ဆူဆန်နာလှလှဆိုသည်လေဝင်ကြီးအဖြစ်မှနှုတ်ထွက်ပြီးဖြစ်က၎င်း၏ဝင်ကြီးဌာနကိုဦးစီးဌာနအဖြစ်ပြောင်းပြီးအခြားသူများကဦးဆောင်မည်ဟုသတင်းရှင်းပြကပြောပါရယ် ရှင်ကိစ္စနဲ့ပတ်သက်ပြီးအတီးပြုရန်နော်ဆူဆန်နာလှလှဆိုထံသတင်းဌာနကအီးမေးလ်ဖြင့်ဆက်သွယ်မေးမြန်းထားတော်လဲအကြောင်းပြန်ခြင်းမရှိသေးပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံး၎င်းသတင်းဌာနကဆက်သွယ်ရာတွင်တင့်လျော်သည့်အချိန်တွင်သာသတင်းထုတ်ပြန်သွားမည်ဟုယခုလိုပြောပါရယ်။အဲကိစ္စတွေအခုလောလောဆယ်ဘာမှပြောဖို့မရှိသေးပါဘူး။ NUG တစုံလုံးပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့တင်တော်တဲ့အချိန်ကြရင်ထုတ်ပြန်သွားဖို့ရှိပါတယ်ဟုဦးနေဖုံးလက်ကနိုဝင်ဘာလ၄ရက်နေ့တွင်သတင်းဌာနကိုပြောပါရယ် ပြီးခဲ့တဲ့ဇူလိုင်လကအမျိုးသားညီညွတ်ရေးအစိုးရ NUG ဤဝင်ကြီးနှင့်ဒူးဝင်ကြီးများသည်မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းတို့တွင်၁၀ဦးနှင့်တောင်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့တွင်၈ဦးရှိပြီးနေဆက်ဒေသများတွင်၆ဦးစုစုပေါင်း၁၈ဦးတာဝန်ထမ်းဆောင်နေကြောင်းသတင်းဌာနကဖော်ပြခဲ့ပါသည်။ကာကွယ်ရေးဝန်ကြီးဌာန MOD ပြည်ထရေးနှင့်လူဝင်မှုတိကျရေးဝန်ကြီးဌာန MOHAI ကျန်းမာရေးဝန်ကြီးဌာန MOH ပညာရေးဝန်ကြီးဌာန MOE ဖက်ဒရယ်ပြည်ထောင်စုရေးရဝန်ကြီးဌာန MOFUA လူသားချင်းစာနာထောက်ထားရေးနှင့် BNR ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM တယံစာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန MONREC နှင့်အလုံသမားဝန်ကြီးဌာန MOL တို့စုစုပေါင်းဝန်ကြီးဌာန၈ခုသည် ပြည်တွင်းရှိလွတ်မြောက်နေမြေများတွင်ရှိကြောင်း NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံလက်ကသတင်းဌာနကိုဖြေကြားခဲ့ပါသည် ထိုကာလတွင် NUG အားပြုပြင်ပြောင်းလဲသင့်ပြီဟုပြည်သူများနှင့်ဒေါ်လာရေးအင်အားစုများကဝေဖန်ထောက်ပြလာကြပြီးနောက် NUG ဝင်ကြီးများပြည်ပြင်တွင်တာဝန်ထမ်းဆောင်နေသည့်အကြောင်း NUG ဘက်ကထုတ်ပြန်ပြောဆိုလာခြင်းဖြစ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို2021ခုနှစ်ဧပြီလ16ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီးနိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ယာယီသမ္မတထူဝါလက်ရှိလာနိုင်ငံတော်တိုင်ပင်ကံပုတ်ကူဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်ထောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းတို့ကိုနိုင်ငံတော်အကြီးအကဲဖြစ်သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ရှေ့လတွင်အဘဲသူများရွေးကောက်ပွဲလုပ်ကြပေမည်ဟုကုလလူအခွင့်ရေးအကြီးအကဲမေကွန်းထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တိုင်းပြည်သည်ဖျို့ဖျဲဖြစ်လာနေပြီးနိုင်ငံအနှံ့လေချောင်းမှပုံများအဆက်မပြတ်ကျဲချတိုက်ခိုက်နေမှုနဲ့အတူလူအခွင့်ရေးချိုးဖောက်နေမှုများမိုလိုပေါက်အောင်ဖြစ်လာနေချိန်တွင်စေအုပ်စုမှရှေ့လတွင် ရွေးကောက်ပွဲလုပ်မည်ဆိုသည့်ကိုမိမိအနေဖြင့်မိသူများစဉ်းစားရမရအောင်ဖြစ်နေသည်ဟုကုလလူအခွင့်ရေးအကြီးအကဲ Volga Trap မှတနင်္လာနေ့ကဂျနီဗာရီမေကွန်းထုတ်လိုက်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလဲမျိုးတို့များဖြစ်လာနိုင်စရာအကြောင်းမရှိဟုဆိုသည်ဆေးဥစုသည်ရွေးကောက်ပွဲအားအမျိုးသားယဉ်ကြားစစ်ရေးအတွက်အခွင့်အရေးဟုအကြောင်းပြလာခဲ့သည်သို့သောလေးလာဆောင်ကြည့်သူများကအုတ်ချုပ်ရေးဆက်၍တည်မြဲနေမှုကို ဖုံးကွယ်ရန်အသုံးပြုသည့်ပြည်ရဲ့တစ်ခုအဖြစ်ပေးချထားကြပြီဖြစ်သည်မြန်မာ၏အခြေအနေသည်မီဒီယာများ၏အာရုံစိုက်မှုကိုလုံလောက်အောင်မရဖြစ်နေပြီးလူများသည်ဒုက္ခမျိုးမျိုးခံစားနေကြရသည်ဟုဆိုသည်။စစ်အုပ်စုသည်နိုင်ငံသားတအူးချင်းစီနှင့် အရက်ဖက်ဖွဲ့စည်းများလွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခွင့်ကိုလုံးဝအုပ်သုံးပိတ်ဆို့ကန့်သက်ထားပြီး၎င်းတို့အားအတိုက်ခံပြုသူများကိုဖမ်းဆီးထားသည့်အပြင်သတင်းတောက်များကိုလည်းတပ်ဖြတ်နေကြောင်းထို့ပြင်အရက်သားများအားအပြင်းထန်ပုံကျဲတိုက်ခိုက်နေကြောင်းအထူးသဖြင့်ရခိုင်ပြည်နယ်အတွင်းသိတာထင်ရှားစွာတွေ့လာရကြောင်း AFP သတင်းဌာနနှင့်အင်တာဗျူးတွင်ပြောသွားခဲ့ပါသည်ထို့သောအနေအထားတွင်လွတ်လပ်ပြီးတရားမျှတမှုရှိပါသည်ဟုညီသူကားများပြောနိုင်ပေအောင်မည်နီး နိုင်ငံရေးအစိုးရပိုင်းတော်တော်များများသည်လည်းဒီသူများထိန်ချုပ်နိုင်စွမ်းမရှိဖြစ်နေသည်စစ်တပ်သည်ပြည်ပခါဤကြံရပါဖြစ်နေပြီးလူမှုကိုနှစ်ပေါင်းများစွာကြာအောင်ဖိနှိပ်လာခဲ့သောအဖွဲ့အစည်းလည်းဖြစ်သည်ဟုဆိုသည်တိုးတက်သောအတန်မြန်မာလူခွင့်ရေးအဖွဲ့ကိုတီထောင်သူဒေါခင်အုံမာကလွတ်လပ်ပြီးတရားမျှတပြီးယုံကြည်ထိုက်ဖို့နေနေတာသာရွှေကောက်ပွဲဟုပင်အမည်တက်၍မခေါ်ထိုက်ဟု DVB စောင်းပါတွင်ရေးသားထားသည် ။စော်မဲလုံးကမိမိတို့ရွေးကောက်ပွဲအားမိဖတ်နိုင်ငံများနှင့်မြန်မာပြည်သူများအသိမှတ်ပြုလျင်လုံလောက်ပြီဟုထုတ်ပြောလာရသည့်အဖြစ်ရှောက်လာခဲ့သည်။မိဖတ်နိုင်ငံများဆိုသည်ကလည်းအလုံးသိနေသည့်အတိုင်းလက်ငါးချောင်းပင်မပြေ။ထိုလက်ငါးချောင်းမပြေသောနိုင်ငံများဆိုသည်ကလည်းကမ္ဘာအလယ်တွင်ဂုံသိက္ခာရှိရှိရက်တည်နေသည့်နိုင်ငံတစ်ခုတလျင်များပင်မပေါင်း။ညတွန်တွန်လာသည့်အနေဖြင့်ဂီတအနုပညာရှင်များအလုံးကိုအတေးအကျက်ဆိုင်းပုံများကင်ပြီးဝါရဖြန့်ခိုင်းနေသည်မှလည်းမြင်မကောင်းအောင်တွေ့လာနေရသည်။ ၎င်းတို့ဝါရဖြန့်ရုပ်ရှင်တိုလေးတွင်ပါဝင်သူများအားလူထုကဝိုင်းဝန်းသပိတ်မှောက်နေကြသည့်အဖြစ်ကိုတွေ့လာရ၍ရွှေကောက်ပွဲဆိုသည့်တက်တော်ဝင်အခမ်းအနားအောင်မြင်နိုင်ပါမလားဟုတန်တရားရှိလာနေကြသည်ကိုခံမှန်း၍ရှာနေသည်၎င်းတို့၏လုပ်ရမြအောင်ဝေဖန်ထောက်ပြပြောဆိုနိုင်သည့်ပါတီများတစ်ခုတည်းလေများပါခွင့်မပြုပေမြောင်းလိုက်စိတ်ကူးပေါ်သည်များဥပဒေများကိုခလုံးနှိပ်အတီးပြုတ်ပေးရန်သာခေါ်ယူမည်လွတ်တော်ဆိုသည့်ကြီးတွင်ဝန်ထမ်းသည့်အစိုးရ၏အစိတ်သားအရေးအတွက်ပင်မနှဲရှာရတော်မူဖြစ်သည် ထိုးစရင်တဲပါဖို့စေရရှိများအပြိုင်အဆိုင်လက်ထိုးကြမည်မှာလဲအေကံမလွဲပင်ဖြစ်သည်2020ရွေးကောက်ပွဲအပြီးမရှုမလအရေးနေသွား၍နိုင်ငံတော်အာဏာကိုအကြမ်းဖက်ရယူရမည်ဟုသောအသံများထွက်လာချိန်တွင်ယခုအခါထောက်နှန်းစံနေရသော ပြန်ဝင်ဟောင်းဥယျာဉ်ထုတ်ကယခုလိုသတိပေးခဲ့မှုပါတယ်။တကယ်လို့အငင်းပွားမှုတွေကမဲဆန္ဒနဲ့အနှင်းငယ်လောက်မှသာဖြစ်တဲ့ဖြစ်စဉ်တွေကလည်းရွေးကောက်ပွဲရလဒ်ကြီးတစ်ခုလုံးကိုပြန်ပြောင်းလှန်နိုင်တဲ့အထိ ပမာဏမများဘူးဆိုရင်မဲဆန္ဒနယ်တစ်ခုချင်းအလိုက်ပဲရွေးကောက်ပွဲဥပဒေနဲ့အညီကန့်ကွက်တင်နေတစိုက်တရိတာဖြစ်စဉ်တွေကိုအလုံးစုံဖြစ်စဉ်လို့ယူဆပြီးထုတ်ပြန်ဆောင်ရွက်နေရင်လူထုကအရှုံးကိုလက်မခံနိုင်တဲ့ပါတီကန့်လန့်တိုက်တဲ့ပါတီလို့မြင်သွားနိုင်တယ်အဲ့ဒါဆိုရင်မဲရှုံးတယ်လို့နိုင်ငံရေးသိခါလဲရှုံးလိမ့်မယ်ဟု၍ဖော်ပြထားပါတယ်ဦးရဲထွတ်တီစစ်ဘက်အရာရှိဟောင်းကြီးများသာပါဝင်နေသည့်ကြံဖို့ပါတီလူထုတတွေးကွက်ပက်လက်မျောတော်မီအဖြစ်ကိုမြင်လာ၍စိုးရိမ်တကြီးပြောခဲ့ခြင်းမျိုးသာဖြစ်ပေသည်ပြည်သူတို့၏တရားတော်စစ်မှုတ်ချအောင်ရမည် ဆက်လက်ပြီးစစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြသော PTU အိနာကျော်စင်အပါဝင်တရုတ်ဆောင်များကိုစစ်တိုက်အထုရောက်ရွေးကောက်ပွဲထောက်ခံသောလှုပ်ရှားမှုများတွင်ပါဝင်ခိုင်းပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖတ်စစ်တိတ်စစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြသော PTU အိနာကျော်စင်အပါဝင်တရုတ်ဆောင်များကိုစစ်တိတ်အထုရောက်ရွေးကောက်ပွဲအတွက်မေးပေးရင်းနဲ့၆ခန့်ပါဝင်ရေးလှုပ်ရှားမှုများကိုပါဝင်ခိုင်းပြန်သည် နိုဝင်ဘာလ9ရက်မှစတင်ပြီးရန်ကုန်မြို့တွင်စစ်တပ်ကသရုပ်ဆောင်များအမှုပညာရှင်များကိုအတင်းအကျပ်ဖိအားပေးပြီးရွှေကောက်ပွဲထောက်ခံမဲပေးလှုပ်ရှားမှုများတွင်ရိုက်ကူးခိုင်းနေခြင်းဖြစ်သည်ရှင်းလှုပ်ရှားမှုများတွင်စစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြသော PTU ပိုင်နဂိုအိနာကျော်စင်အပါအဝင်မင်းသားမင်းသမီးများကိုစစ်တပ်ကပါဝင်သရုပ်ဆောင်ခိုင်းထားသည်စစ်တပ်အထူးရောက်ရွေးကောက်ပွဲထောက်ခံသောလှုပ်ရှားမှုများတွင် Academy PTU Academy စန်းစန်းခန်းလိုင်း အကယ်ဒမီထွန်းထွန်းအကယ်ဒမီရွှေထူညီနန္ဒဟိန်ဝေရန်ပိုင်တကုံအောင်ရဲလင်းအလင်းရောင်တိုင်ရွန်လွမ်းပိုင်ကျော်ထက်အောင်ထူအောင် အကယ်ဒမီထွန်းအင်နာဘူအကယ်ဒမီခိုင်တင်းကြီးအကယ်ဒမီအင်နာကျော်စင်အကယ်ဒမီစိုးပြေသစင်အကယ်ဒမီဖွေဖွေအကယ်ဒမီဝိမုံရွှေရင်အကယ်ဒမီချောရတနာအကယ်ဒမီအေးမြတ်သူအကယ်ဒမီရွှေမုံရတီအကယ်ဒမီခင်ဝဲဝါမိုဟေကိုရွံဝတီလွင်မိုးပိုးမမီတာယရနာဘူတင်စာဝင့်ကျော်ဖူးစုံနော်ဖောအေသာစောင်းဝိယီမေမေပကြီးတဲစုမြိန် မိမိမိကိုနဲ့ရွှေသမီးတို့ကိုပါဝင်ရိုက်ကူးစေခြင်းဖြစ်ပါတယ်။အတုတ်လိုက်အတုတ်လိုက်သူတို့ရိုက်ကူးရေးတွေလုပ်ခိုင်းနေတာ policy ဆက်လန်းတွေလည်းအခုတောက်လျှောက်ရိုက်ခိုင်းနေတယ်။လူမင်းတို့က director အဖြစ်ပါဝင်ပြီးလုပ်ပေးနေရတယ်။အဲ့ဒီဆက်လန်းတွေလည်းမကြမီလွှင့်မယ်လို့သိရတယ်ဟုအမှုပညာအတိုင်းဝိုင်းကပြောဆိုပါတယ်။အော်တိုဘားလ30ရက်နေ့အကြမ်းဖက်စစ်တပ်လက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူဆက်ဆက်ရေးဦးစီးဌာနမှညွန်ချုပ်အေးကျွဲကရန်ကုန်မြို့ရှိရုပ်ရှင်လုပ်ငန်းရှင်တွင်ရုပ်ရှင်အတိုင်းဝိုင်းကိုခေါ်ယူတွေ့ဆုံပြီးလာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မယ့် ဝါရဖြစ်အလိညာအစည်းအရုံးတွေပါဝင်တရုတ်ဆောင်ရမည်ဖြစ်ကြောင်းလူငိမ့်ဖြစ်ပြန်လည်လွတ်မြောက်လာသောအမှုပညာရှင်တရုတ်ဆောင်များပါမကြံပါဝင်ရမည်ဖြစ်ကြောင်းအကယ်၍ညှင်းဆက်လျေအထက်အမင်းအရာအရေးယူမည်ဟုဖီအားပေးပြောဆိုခဲ့ပြီးနောက်ရင်းကဲ့သို့စစ်တပ်ဝါရဖြစ်လှုပ်ရှားမှုများတွင်ပါဝင်လာရခြင်းဖြစ်ကြောင်းသိရပါသည်စစ်တပ်ကထုတ်လွှင့်ပြသခဲ့သောခေတ်သမိုင်းကိုဒုံးဆိုင်မိသူများရွေးကောက်ပွဲဆိုင်ရာအလိညာဝါရဖြစ်ဇလန်ကို လူမှုကွန်ရက်မှတက်စစ်ဝေဖန်သည်ဟုဆိုကဒါရိုက်တာမိုက်တီတန်ထွန်းစောစပုတ်တယုတ်ဆောင်ကျော်ဝင်းထုတ်ခကျော်မင်းထွန်းနေဟာတာတယုတ်ဆောင်အုံတိုင်းခစောမြင်ဒါရိုက်တာအောင်ချမ်းလူလှုပ်ရှင်ဒါရိုက်တာတက်လွင်ခစပုထွန်းတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးရွှေကောက်ပွဲနှောက်ယှက်သူများဥပဒေဖြင့်အမှုဖွင့်ထားပါတယ်